ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့တပန်အော်ဒီယိုဘုတ်ချန်နယ်လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာ ကိုတာမန်ရေးသားထားတဲ့လာမယ့်ညရာသီနော်ဦးဦးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးတင်ဆက်ပေးမှာဖြစ်ပါရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။တော့ဦးဦးတားယူသေးစွာစာရေးလိုက်ပါရဲ။တားတို့အခုပထမဆန်းဆောင်ဝဲပြီလို့အောင်စင်းနေတည်ရပြီ။ တားအောင်နေဦးရေအစင်ငါရတယ်ညီလေးကိုမျိုးရော အောင်ရဲ့လားအောင်ပါပါညီလေးကစတော်တယ်မဟုတ်လားဦးဟာတားကိုပြောထားရင်နော်တားလေးတဲ့ဆောင်ဝဲအောင်ရင်ကြောင်းစင်းဝတ်စုံတစုံဝယ်ပေးမယ်ဆိုတာလေတကယ်တော့ဦးတားအောင်ကြိုးစားမယ်ဆောင်ဝဲကြီးဖြည့်ပြင်းကြောင်းသလားပိတ်တဲ့အခါတားဦးတို့စီအလဲလာနေမှာနော်ညီလေးဖို့လေတားရွှွန့်နဲ့နွားရုပ်လေးလှုပ်ထားရေတားရုပ်လေးကိုမြင်နိုင်ညီလေးကိုတတိယလိုက်တာ ညီလေးပေးလိုက်တဲ့ကားကလေးကိုလည်းတင်ထားရင်သားတငယ်ချင်းတွေကအဲ့ဒီကားကလေးကိုတိတ်သဘောကျနေရဦးရဲ့ဒါနဲ့သားဒီကားငါညီကပေးလိုက်တာကွာလို့သူတို့ကမန္တလေးနန်းရှိမှနေကြတာသူတို့အိမ်ရှိမှကျုံနဲ့ဝင်သွားတဲ့ချောင်းကြီးတစ်ခုရှိရယ်ရေနီမြောင်းလို့ခေါ်တယ်အဲ့ဒီချောင်းထဲမှာငါရဲ့ငါညီရဲ့ရေကူးကြတာတိတ်ပျော်စရာကောင်းတာပဲကွာလို့ပြောပြတော့သားတငယ်ချင်းတွေကငေးပြီးနားထောင်နေကြတာသူတို့ကမန်းလေးကိုတစ်ခါမှမရဖို့ဦးရဲ့အော် ဒါနဲ့ဖဖေကြောင့်ပြောရအောင်မယ်ဖဖေမကောင်းဦးရာအခုသလောပို့ပြီးအရက်တွေတောက်လာရင်မမေနဲ့တောက်လေရိုက်တယ်မမေကဘာမှအပြစ်မကြီးပါဘူးရာဖဖေအရက်နဲ့မြည်ဖို့ခတ်ပေးတဲ့ဟင်းကအယိုးရဲ့ချီမို့လို့တဲ့တားကဖဖေအရက်တောက်တော့ရေခတ်ပေးရတာပါရေခွက်တဲ့ရေကုန်သွားတာတားမသိလိုက်ပါဘူးဒါနဲ့အရိုက်ခံရတာပါတော်သေးပြီဦးရေညီလေးနဲ့အန်ဒီကိုလည်းတရိယလိုပြောပေးပါဒါပဲနော်ဦးလာမယ့်ညရာတီနော် ဦးတို့တအိမ်သားလုံးကျမ်းမာပါစေ။ဆန်ဦးမြောက်တန်ကရွာမရီယာမျိုးဟူကျွန်တော်ဆောက်ဖက်ပြီး လေးဖင်စွာတက်ပြင်းချမိပါတယ်။အော်အကူအကူဘဝအခုချိန်ဤအရှုံးပေးနေအောင်ပါလား။ကျွန်တော်လူလားမမြောက်ခင်အကူဟာစီးပွားရေးနယ်မြေမှာလက်ညှိုးညုံရရှေးဖြစ်နေတဲ့ဘဝမျိုး ကျွန်တော်တို့မိသားစုရဲ့စီးပွားရေးကိုဥဆောင်ရှေ့ရုပ်ပြုနေသူအဲ့ဒီတော့ကလေမျိုးပြဖွံ့ဖြိုးမှုဟာ အခုလိုမတိုးတက်သေးဘူးရတနာပုံမန္တလေးမြို့ဆိုတဲ့နမိတ်ပုံတွေအထင်ရှားရှိပါသေးရဲ့အခုနှစ်တော့မမှတ်မိပါမှောက်ခုလုပ်ငန်းဆိုတဲ့စကားလုံးကိုလူတွေအထင်ကြီးရှိနေတဲ့အချိန်မန္တလေးကတရုတ်တန်းကောင်းစားနေတဲ့ကာလမှာပဲအကိုကနောက်ဆုံးတော့ဆီးဆွဲသွားခဲ့ပါတယ်ကျွန်တော်အကိုကြောင့်စဉ်းစားရင်သူတို့မိသားစုဓာတ်ပုံကြည့်နေမိတယ်သူတို့လေများယောက်ကကလေးကိုလက်ဆွဲပြီးလမ်းလျှောက်နေတဲ့ပုံဖြစ်ပါတယ်ကလေးကကျွန်တော်တို့ဘက်လာသူတာထင်ပါရဲ့ နှွေချောင်းပိတ်လို့ကျွန်တော်တို့စီနေတဲ့အခါမိษွေများကကျွန်တော်သားနဲ့ညီအကိုရင်းလို့ထင်မှတ်ကြပါရဲ့ဖခင်လို့သူကမိဘဝတ္တရားမကြေမွန်မပြည့်စုံတာတမျိုးတာသမီးကရယူမဲ့ပိုင်ဆိုင်ခွေကျနာမှုနဲ့ဘဝရဲ့အသက်ရှင်ရပ်တည်မှုကိုစောစီးစွာနားလည်ခဲ့ပါရဲ့လူတွေရဲ့စိတ်ကိုအရွယ်နဲ့မမျှဖတ်တက်လာပါရဲ့ကျွန်တော်ဓာတ်ပုံကိုအံဆွဲနဲ့ပြန်ထည့်လိုက်ပါရဲ့တခါကဥယျာဉ် ဒီဓာတ်ပုံကိုဦးလိုပဲယူထားလိုက်ပါ ဖေဖေကတက်တာတဲ့ဝင်းမွင်နေရော တောင်းနေကျိုးကုန်မှာဆိုးလို့ပါလို့ပို့ပေးလိုက်ပါတယ်တနေ့ကျွန်တော်ဈေးကစိုက်သိမ်းအပြန်ကိုစိန်ဝင်းနဲ့တွေ့တော့ဟာအန်ကြပဲကိုမျက်မှောင်ကြီးခမည်းတော်ကစာပေးလိုက်တယ်ဗျကျွန်တော်ကိုစိန်ဝင်းလက်ထက်ကစာအိတ်ကိုလှမ်းယူရင်ခမည်းလည်းနေရင်ထိုင်မလျှောက်ရပဲပို့စမင်ဖြစ်နေပါလားကိုစိန်ဝင်းရရေလျက် ဟုတ်ပါဗျာဟုတ်ပါကျွန်တော်တို့ရှေ့တန်းညောင်းကသူတို့เจ้าနဲ့ကက်လျက်လေအော်ဟုတ်လားဒါကြောင့်ခမည်းသူတွေကတိတ်သွက်တာပဲနော်တနေ့မှာတော့သူတို့ခြာတဲ့ရွယ်သူလေးတွေနဲ့ကျွန်တော်စီလာပြီးဘဲကဖမ်းလာတယ်မသိပါဘူးသူ့အတွက်ငါးဝေစီကို ကျွန်တော်လာပေးတယ်ပတ်စံပေးရလဲမယူတကယ်ခြာတိတ်ပဲဗျာအဲ့ဒါခမည်းသိလားအခုလို့ postman လောက်ခိုင်းချင်လို့ဖားနေတာကိုစိန်ဝင်းရရေလျက်ဟုတ်ပါဗျာ ကဲကျွန်တော်သွားအောင်မယ်သို့ဦးဦးသားอยู่သေးစွာစာရေးလိုက်ပါရဲ့ဖဖေနေမကောင်းချောင်းဆွလိုက်ရင်သွေးပါလာရဲ့သားတော့အရက်တော့လို့ထင်တာပဲသားတို့ရွာထိတ်ခန်းကစေးကမ်းမှာသွားပြတော့ဆရာဝန်ကစေးတလုံးထိုးပစ်လိုက်တယ်ဖဖေအရက်ဖြတ်ရမယ်တဲ့ပြီးတော့စေးဝယ်စားရမယ်တဲ့စေးဝယ်ဖို့စေးနမယ်ရေးပစ်လိုက်တယ်ဒါတော့ဖဖေကဝယ်မတော့ဘူးစေးကမ်းလည်းမသွားတော့ဘူး ဒါအောင်မမေကစေးစာရဲ့သူ့ကိုပေးသူ့မရယာစေးကဝယ်ခဲ့မယ်ဆိုတော့စေးစာရဲ့ပျောက်သွားပြီတဲ့အရက်မတောက်တာတော့ဒီနေ့နဲ့ဆို9ရက်ရှိသွားပြီသွေးတော့မပါတော့ဘူးဒါပေမဲ့ဖေဖေထမင်းမစားနိုင်ဘူးမှိုင်းမှိုင်းနေရဲ့တခါဥပြောဘူးတယ်လေဥမိတ်ဆွေဆရာဝန်ဆိုတာသူ့အမေရင်တော့အရက်တောက်တဲ့လူတွေမှာဖြစ်တတ်တဲ့ယောဂါတော့သိမှာပဲလို့သားထင်တယ်အဲ့ဒါဖေဖေအတွက်ဥဥမိတ်ဆွေဆရာဝန်နဲ့တိုင်မြင်ပြီးတင့်တော်မယ်စေဝယ်ပေးလိုက်စေချင်ပါရဲ့ ဒါကြားမုတ်ဖို့တည်းကစုထားတဲ့ပက်ဆန်90ဒီစာနဲ့အတူထည့်ပေးလိုက်ပါရင်ဦးလို့လားစားလိုက်ပါနော်တော်သေးပြီ အန်ဒီနဲ့ညီလေးကိုလည်းပြောလိုက်ပါဦးဒါຫນွေချောင်းပင်ရင်လာခဲ့မယ်လို့ဦးတို့တရင်သားလုံးကြမ်းမာပါစေစံဦးမြောက်တန်ကရွာမရီယာမျိုးအင်းတွေးတော်ပါနေပြီဆိုပါလားအော်အကူအကူကိုကိုတက်နေရပဲလား ။စာရီထဲမှာကြက်တံလေးတွေချီအရွက်90။ကျွန်တော်ဇနီးကနားမလဲစွာနဲ့ကြည်နေပါတယ်။ကျွန်တော်သူ့ကိုစာရွက်ပေးလိုက်ပါတယ်။ဇနီးကစာရွက်ကင်ပြီးအခန်းထဲဝင်သွားတယ်။ကျွန်တော်ကလတ်ထိုင်ပေါ်သို့ခြေပြက်လက်ပြထန်းလိုက်က တောင်တောင်ဤစဉ်းစားနေမိပါတယ်။အော်အိမ်ရှိက အပူအိမ်နောက်မချမ်းသာတာဆိုတာဒါမျိုးထင်ပါရဲ့။ဈေးကဆိုင်နဲ့အိမ်ပါရရနေက အားရလို့မရှိ အကိုစီလည်းမသွားနိုင်။နေကခေါ်ထားတဲ့ကလေးမလေးကလည်း ။ဦးကြောင်ကြောင်ဘာမှမျက်နှာလွှဲလို့မရ။သတိမေးတတ်တာကပို့သေး။အိမ်ကသားတော်မောင်ကလည်းအတန်းကပြေနှစ်တန်းရှိတယ်။ကျူရှင်ကထားတော့အပို့ချိုလောက်ရမတက်နိုင်ပါဘူးလေ။စေးဝယ်ပြီးကိုစိန်ဝင်မယ်။လှမ်းပေးလိုက်တော့မယ်။မနက်ကစေးကိုဆိုင်သွားဖွင့်တော့နောက်ကျနေရနဲ့စိတ်ကလောသွားတာ။နန်းရှိခေါက်ဆဲပုံနာမှာပရိယတိဘက်ကလာတဲ့ကားကိုမမြင်လိုက်မိဘူး။တော်ပါသေးရဲ့ကားကဘရိတ်ကောင်းလို့သာနှုတ်မဟုတ်ရင် ကျွန်တော်တို့နေများနေရမတွေးဝင်းစရာပဲဒါကိုပဲမိမပြောလို့မစွန်အစွဲလန်းတကူဖြစ်နေပါရဲ့မနက်ကသူစွန်းတော်တင်တာပကံများကြာခွဲလို့တဲ့လေနေ့လေမိမအိမ်ပြန်သွားတော့ဒါတော့တတိထားနေရဲ့ကြာကအိမ်ကတားရင်းနေလို့တဲ့ကျွန်တော်စီလာပြောတော့စေးုံရောက်နေပါပြီကျွန်တော်စေးုံလိုက်သွားတော့ဒေါက်တာဇော်လေးတိုးနဲ့တန်းသူရဲ့သူကကိုမြင့်မှာပါမှာမစိုးရင်ပါနေတော့ကလေးကစိတ်ချရပါပြီတဲ့ ဒါကဘယ်မိမကတည်ရင်ကိုနေအောင်ဆော့ဆော့ကတားဟာခရောက်ခဏန်းနေပြောနေရတဲ့ဘာတွေပြောလို့လဲလို့ကျွန်တော်မေးတော့တားအကုန်နဲ့အတူတူရေကူးနေရတဲ့အကူကတားအောင်မဆောက်မဲအဝေးကြီးကူးသွားတာတဲ့တားလိုက်သွားတော့အဲ့ဒီနေရာကတားနှစ်တာမမေရေးတဲ့ပြီးတော့တားကိုပြောသေးရဲ့ညီလေးအကုတ်စီကူးခဲ့အကုတ်စီမင်းကကူးခဲ့တဲ့ကျွန်တော်ဇနီးကပြောရင်ငိုပါတော့တယ်မင်းကလည်းကွာဆရာဆော်ရင်တိုးကားတော့မှာ စိတ်ချရပြီလို့ပြောနေရပဲဘာပူစရာလို့လဲကွာပြီးတော့ဒါသူ့ကိုမျောနေရဆွဲလဲလို့နေမှာပေါ့ကွာလို့ပြောကံဇနီးယာနှစ်သိမ့်လိုက်ရပါတယ်ကျွန်တော်တို့စေးရုံမှာတရက်တာနေလိုက်ရပါတယ်တားရဲ့ကျမကြီးချောင်းဈေးလေထွက်နိုင်အောင်မဟုတ်လို့စဉ်းစားရင်နန်းရှိဝင်လာတဲ့မတရားယထားကိုငေးကြည့်နေမိပါတယ်အဲ့ဒီအချိန်မှာတော့ကိုစင်ဝင်ယထားမှမရက်သေးကတော့ကမြောခုံစင်းလိုက်ပါရဲ့လောလောတက်ရန်ကိုကိုစင်ဝင်ဟာ ရက်မရက်စမ်းပါစေအောင်တော့အောင်းမင်းမိလိုက်ပါတယ်။ဟာကိုစိန်ဝင်လာပြဆစောကတော့ကျွန်တော်ခမရမြင်လိုက်သေးရဲ့ဘာတွေများရေးကြီးတုတ်ပြဖြစ်နေရလဲ။ကိုစိန်ဝင်မျက်နှာလည်းမကောင်းတောက်ထားဟန်လည်းရှိပါတယ်။ထိုင်ပါဗျဟောဗျာဘလို့လဲကိုစိန်ဝင်ပားပြင်ပေါ်မှာမျက်ရည်စည်းကြနေပါတယ်။ကိုစိန်ဝင်ဘလို့မှမတုတ်ပြန်သူ့အိတ်ခတ်ထဲကဆောက်ရွက်ခောက်ကလေးကို ျွန်တော်အလံပေးပါတယ်။ဘာပါလဲ။ခမရခမရမီးရပေးလိုက်တာ။သူ့မောင်လေးမြင့်မောင်မင်းတူလေးဒီနေ့ညနေမှာဆုံးသွားတယ်။အမြန်လာပါ။တိမ်တိမ်။ကိုကိုစိန်ဝင်တကယ်လားဗျာ။မဖြစ်နိုင်ပါဘူး။လုံးဝမဖြစ်နိုင်ဘူး။ခမရခမရမဟုတ်ဘူး။မဟုတ်ဘူး။လုံးဝမဟုတ်ရဘူး။စနီးကကျွန်တော်စီပြေးလာတာကိုမြင်လိုက်ရပါတယ်။ တာကိုကျွန်တော်အိမ်မနေရဲ့မိန်းကလေးကပွေ့ချီလို့ပြီးတော့ကိုစိတ်ဝေးပါမြင်ပေါ်ကမျက်ရည်အလုံးဟာအဝေးဆုံးထိရောက်သွားပါတယ်။ဥဥလာမဲ့နွေရတင်တော့တဲ့။တာထပြောအောင်လေကွာ။တာကြောင်ဝဲဆုံးလူချင်းနေဆိုဆောင်းဝဲအောင်ကြိုးစားမယ်ဆိုကျွန်တော်အတန်မထွက်ပါ။ပြောကြစမ်းပါဦးဗျာဘလို့ဖြစ်တာလဲ။ဘာရောကလဲ။ကျွန်တော်မကြီးမတိန်တိန်က ငိုတဝက်ဆိုင်တယ်လည်းဖြစ်ပြောပါတယ်။တနေ့ตาจองอ่ะเปลี่ยนล่ะတော့လမ်းမှာခွေးကတ်လိုက်တယ်။ตาဟုတ်ไก่တော့อ่ะခွေးอ่ะမယူသေးဘူး။နောက်တော့အချို့ကလည်းယူဆိုတလို့လို့အချို့ကလည်းမယူပြောကြနဲ့တို့လည်းအမှုမဲ့အမှတ်မဲ့နဲ့ခွေးကလည်းဒီရွာမှာမရှိတော့တာ။ငှောက်လာတက်လိုက်ပါကွာငှောက်လာတက်လိုက်ပါ။အဲ့ဒီလိုပြောရင်အကူကကျွန်တော်မကြီးစကားမဆုံးခင်မှာပြောပြီးတော့ငိုပါတော့တယ်။ ဖြစ်မှဖြစ်ရလေကွာဒီလောက်စေးဝါးရထုံးကားနေရခက်မှာဒီယောဂလေးလောက်နဲ့ကျွန်တော်ဆက်ပြီးနားမထောင်တော့ပါနားထောင်နိုင်စွာလည်းမရှိတော့ပါမကြီးကကျွန်တော်မိမကိုအဖြစ်အပျက်အသေးစိတ်ပြောပြနေပါတယ်ဆောင်းမွေးနောက်ဆုံးရက်မှာဖြစ်ကြောင်းဖြစ်လေဖြစ်ချင်းရွာထိတ်ကဆရာဝန်သွားပြင်တော့ဆရာဝန်ကစေးတလုံးထိုးပေးပြီးသူတို့ကိုလည်းတောက်တစ်ခေါက်နဲ့ငောက်သွားကြောင်းနောက်တစ်နေ့နေ့လယ်မှာ ကလေးကကြံကနန်းနေပြောရတာပဲတဲ့။တားကိုဦးရိုစီ လိုက်ဖို့ပါ လိုက်ဖို့ပါလို့ပြောပြီးသတိလစ်သွားတယ်တဲ့။ပြန်သတိရလာတော့မေမေတားညီလေးနဲ့တွေ့ခဲ့တယ်။ညီလေးချောင်းထဲမှာရေချိုးနေတာတားရေတွေမြင်တော့ကြားလိုက်တာမမေရ။တားကြောက်တယ်ကြောက်တယ်ပြောပြီးနောက်တော့စကားမပြောနိုင်တော့ဘူး။သူ့လှုပ်ထားတဲ့ရွှွန်နွားရုပ်ကလေးလက်ညှိုးထိုးပြလိုက်။သူ့ညီတပ်ပုံကိုလက်ညှိုးထိုးပြလိုက်နဲ့။နောက်တော့သူ့အမေကနားလေပြီးခေါင်းကြီးပြလိုက်တော့မှပဲ။ ိုမြင့်မောင်။အော်လာလေကိုစိန်ဝင်။ကိုစိန်ဝင်လာ၍ကျွန်တော်အတွေ့များပြတ်တောက်သွားပါတယ်။နှစ်ယောက်သားထိုင်တာထိုင်နေကြတယ်။ဘသူကမှစကားမဆဖြစ်တိတ်ဆိတ်ခြင်းများဟာဆုံးဝခြင်းကိုပုံမဖြစ်စေသလားမသိပါ။နောက်တော့ကိုစိန်ဝင်အားစပြီးကျွန်တော်တော့မရေအခြေဆိုင်ရုံးမှာပဲအနေများတော့တယ်ဗျာ။ကျွန်တော်ဘာမှပြန်မပြောမိနှုတ်ဆက်နေမိပါတယ်။ ကျွန်တော်တော့နောက်ဆုံးတစ်ခေါက်မှအရေးကြီးလို့ပါဦးဆိုပြီးကျွန်တော်စပိန်နောက်ကပြေးလိုက်လာတော့မျက်စိထရမထွက်သေးဘူးသူနဲ့ကျွန်တော်တော်တော်ဝေးနေပြီဗျကျွန်တော်သူ့ခေါ်တော့မကြားမိဘူးမျက်နှာချင်းဆိုင်လာတဲ့စပိန်သမားတယောက်ကပြောလို့လက်ကြည့်မိ啊ကျွန်တော်နောက်ရောက်တော့သူတော်တော်မောနေချက်ချင်းစကားမပြောနိုင်နေဘူးနောက်မှဒီစားအရေးကြီးလို့ပါဦးရဲ့တဲ့ကျွန်တော်နားတယ်မရှိမလဲဖြစ်သွားတယ်ဒါနဲ့နေပါအောင် ခမားနဲ့ကျွန်တော်ဘူရာမှာတွေ့တော့ပေးရစာနောက်ဆုံးမဲ့မဟုတ်လားဘဲကဟုတ်ရမှာလေကိုမျက်မှောင်ရဲ့အဲ့ဒီစာခမားနဲ့မတွေ့လို့ခမားတို့အိမ်ကမိန်းကလေးဆိုတဲ့ကောင်မလေးကိုပေးခဲ့တာဟုတ်လားအဲ့ဒါကျွန်တော်မဖက်ရသေးဘူးဗျကျွန်တော်အိမ်ထဲကမိန်းကလေးကိုလမ်းခေါ်လိုက်တယ်မိန်းကလေးကကျွန်တော်တို့နီးရောက်လာပါတယ်မိန်းကလေးဒီဦးကတခါစာတစောက်ပေးခဲ့တယ်ဆိုအဲဟုတ်တယ်တော့ကျုံမင်းညာ ဒေါ်လေးဖြူရဲကထမင်ခောက်ထဲမှာကျုပ်ပြောက်မှာဆိုလို့တင်းထားတာသို့ဥဥတားอยู่ดีစွာစာရေးလိုက်ပါရင်လွန်ခဲ့တဲ့တပတ်လောက်ကတားခွေးကြိုက်ခံရတယ်တားတငယ်ချင်းကအဲ့ဒီခွေးယူသွားပြီလို့ပြောတယ်ဒါနဲ့တားဖဖေကိုပြောပြတော့ဖဖေကမယုံတားတငယ်ချင်းကပြောတယ်ရွာထိတ်စည်းကမ်းမှာခွေးယူကြရင်ဘယ်လိုစေးထိုးရလဲဆိုတာခွေးရုပ်ပုံကြီးနဲ့ကြော်ညာကတ်တာရှိတယ်တဲ့နောက်ပြီးတော့ ဆေးကချက်ထိုးရလေရှိတယ်။လက်မောက်ထိုးရလေရှိတယ်တဲ့။အဲ့ဒါတာဆေးထိုးချင်တယ်ဦး။ဖဖေကိုပြောပြပါ။တာမွေးထကြက်ကြီးတွေချီရှစ်ကောင်ရှိရယ်။ဦးလာခေါ်တဲ့အခါတာအဲ့ဒီကြက်တွေရောင်းလိုက်မယ်။တာကိုကျောင်းဝတ်စုံဝယ်မပေးပါနဲ့ရော။တာကြက်ရောင်းရတဲ့ငွေနဲ့ဦးလိုတာစိုက်ကုပေးပါနော်။ဦးဘယ်နေ့လာမဲဆိုတာအစာပြန်လိုက်ပါ။ဦးကတော့ရွာထက်ကကြုံနေမယ်နော်။အန်တီနဲ့ညီလေးရော နေကောင်းကြရဲ့လား။ တော်သိပြီဦးရေတားကြုံနေမှာနော်ဦးတို့တိန်နာလုံးကျမ်းမာပါစေဆန်ဦးမြောက်တန်ငါရွာမရရမျိုးပြိဿများရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စိုင်းစရာကိုသားမန်ရေးသားထားတဲ့လာမဲ့နေရသည်နော် ဦးဆိုတဲ့ဇလန်လေးရဲ့အစအဆုံးတင်ဆက်ပေးခဲ့ဖြစ်ပါရှင်ဇလန်လေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော် နောက်နေ့တွေမှာလည်း ဘလို့ဆက်လက်လေးကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်။